ကစီယူချန်နယ်ကပြန်လဲကြိုးဆိုပါဗျာနော်နေပါလို့ပြောချင်လဲဆိုပြင်ဦးလင်ပါပေါ့နော်ပြင်ဦးလင်ရောပြင်မနာရောဗျာနော်ဆွေတိုင်းနေများတိုက်တာပြုတ်ရဲအဲ့ဒါကြီးအများကြီးပဲကြုံနေရတော့ကြုံနေရအများကြီးပဲဆိုဒါကြီးတည်းကတကယ်ပြောအချောင်းနေချောင်းသားတွေတကယ်ပါကိုကျွန်တော်တို့ကတော့ရှင်းဆုံးပြောတာမသိသားမီဟိုနေရဆိုကျွန်တော်အလူမာဆိုပြောမိဆိုမိရဆိုကျွန်တော်ကအเจ้าဆုံးပေါ့ဗျာလူဘောင်းဆုံးကျွန်တော်ခင်လာဆိုတော့အကုန်လာကြလာကြပြီးတော့ကျွန်တော်ပြောပြဆိုပြတဲ့အရာတွေဟာဘာတွေ တကယ်ပြောအများကြီးပဲမူရသေးွားရရောရှဲရီကောနှလုံးတွေကောအများကြီးပေါ့နော်အဲ့ဒါတဘုတ်တတ်တတ်လုပ်ပြီးမှလို့ကျွန်တော်မပြောသေးရပါဘောနော်အားလိုက်ပြောပြနေရဆိုကျွန်တော်တို့ဆိုအဲ့ဒီအတန်ကြိုင်းတော့အဲ့ဒီဟာကြိုင်းတော့ကျွန်တော်တို့ကကြောက်တယ်ဘာလို့ဆိုတော့တရားမှုမြန်နိုင်ငံတရားမှုဝင်လုပ်နေတဲ့အရာဟာသူတို့ကြောပေါ်ပါပဲခင်ဗျာဟာဘလောက်မြတ်တာဘလို့မြတ်တာဟောခင်ဗျာတရားမှုဝင်လုပ်ပြီးတော့ခင်ဗျာတင်မောင်ကိုစေးမောင်ကိုစေးကြောက်မောင်ကိုခင်ဗျာတလုံးနှလုံးသုံးလုံးဟာခင်ဗျာဘလို့မြတ်နေတာဘလို့ပြုတ်နေတာပါသေးတယ်ခင်ဗျာ ဟမ်စိတ်တက်တွေကပျက်စီးလာတာကိုပြောချင်တာပါစိတ်တက်တွေကပျက်စီးလာမင်းမကောင်းမှုတွေမှာตายာตายာပြီးတော့ဖြစ်ပျက်နေတဲ့ဟာအခုဆိုလို့ချင်းပြင်းနာချွေတိုင်းမှာအော်ပြင်းနာချွေတိုင်းမှာလည်းတိုက်တယ်အဲပိုက်ချင်းမျိုးသမီးကလိုက်ကြိတ်တာလေအဲ့ဒါရဲ့နော်တော်ဆိုးပါတယ်အခုပြင်းဦးလေမှာတော့နော်လုံချွေကြီးတက်ဆုံးဆုံးသွားတယ်ပေါ့ဗျာအဲ့တော့ဒီမှာလည်းတွေ့ရပြောတာပဲတချို့ကကြတော့လာသားလေးနှစ်ပေတစ်ပြားနဲ့ကျွန်တော်တို့ကတွေ့ရရင်တော့သူတာဝန်ချိန်မှာသူတာဝန်ကြေအောင်ထမ်းဆောင်တာပဲ ဒါမဲ့တခုကဘာလို့ဆိုစစ် free ပေါ့နော်ကိုယ့်ရဲ့လုံခြုံရေးဝန်ထမ်းကို safe free equipment နေတော့အပြည့်ပေးထားသင့်တယ်လို့ထင်တာပဲနော်ကျွန်တော်ကျွန်တော်ကျွန်တော်အတွေးဆိုရင်တော့ကျွန်တော်အပြည့်ဆုံးပြီးရကျွန်တော် site ဒီမှာကျွန်တော် security ကိုကျွန်တော်ပြည့်ဆုံးပြီးထားတာနော်ဒီမှာအရာဒီမှာအရာတော့အားကြောင့်မလို့ကျွန်တော်တစ်ခါလေးပြောတယ် safe free ဘိုင်းနဲ့ပတ်သက်ပြီးပြောရတယ်တချို့ရဟမ်ဟာလက်မခံနိုင်ဘူးမင်း safe free ဘိုင်းကိုကြောဖို့ကြောနေတာနော်ကျွန်တော်ကတော့ဟင်းကျွန်တော်ကလုံခြုံရေးအဓိကပဲ ကျွန်တော်ကျွန်တော်တွေ့ရကြောကျွန်တော်ဟင်း security ဘိုင်းကျွန်တော်အပြေးဝပြီးတယ်ပစ္စည်းကိုခင်ဗျာအခုဒီမှာလဲအဲ့ဒါကြီးဟွာတာပေါ့နော်အကြတော့လုံးလုံးတရားတော့ဆုံးဆုံးသွားတယ်ပေါ့ဗျာဒါတော့ဒူးရကွာကွဲဟာဝင်းရှိတယ်ခြွေတန်ကတိတယ်တော့စင်ပြီတော့ပေါ့ဗျာနော်တိတယ်မယ်လို့လည်းမှန်ပါတယ်နော်တိတယ်မယ်လို့လည်းမှန်ပါတယ်ဘာလို့တစ္ဆာကြီးဝန်တန်းဆိုတာရှားတယ်ဗျာနော်လူရန်ကိုတက်ကိုရှစ်ကြတယ်နော်ဒါမဲ့တာဝန် နဲ့ပတ်သက်လာတော့လုတ်တယ်ဆိုတော့နော်ကျတော့လုံချိုးတော်တော်များလည်းနော်စစ်မှုရဟောင်းနေများပါတယ်နော်စစ်မှုရဟောင်းနေများတဲ့အတွက်နောက်လုံချိုးရင်တင်တန်းနေလည်းရှိပါတယ်နော်ရန်ကုန်မှာဆိုကျွန်တော်တင်တန်းနဲ့ပေးတိုင်းတွက်ကြည့်ဘူးရယ်ဆိုလို့ချင်းလဲနော်တသွေးမသိဘလို့ကာဝဲရမယ်ပြူရမယ်ဘာညာပေါ့နော်အဲ့ဒါအဲ့ဒါမျိုးတွေတင်ပေးတာကောင်းနေပဲပြောရမှာပေါ့နော်ကျတော့တစ်ချက်နားထောင်ကြည့်မယ်ပေါ့နော်ဒီဘူဘီရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ် မန္တလေးတိုင်းပြင်ဥလွင်မြို့နယ်ရက်ွက်ကြီး၃မန္တလေးလာရှိုတော်ကာလန်ဘဲကနိုင်စဉ်အနှင်းဖွင့်ထားတဲ့အောက်စပေးစိန်ရွှေရတနာဆိုင်မှာနိုဝင်ဘာလ၁၂ရက်နေ့ဒီကနေ့မနက်ကဓမြတိုင်းမှုဖြစ်ပေါ်ခဲ့ပြီးဆိုင်လုံးကျုံရင်ဝန်ထဲတယောက်တေဆုံးကဓမြတိုင်းသူတယောက်ကိုဖမ်းဆီးရမင်းခဲ့တယ်လို့မြို့ခံတွေစီကသိရပါတယ် ဒီကနေ့မနက်၈နာရီခွဲက Honda Fit Cycle နဲ့ရောက်လာတဲ့အမည်မသိအမျိုးသားနှစ်ယောက်ကရွှေစံအတွင်းကိုဝင်လာကတနက်ပြစ်ဖောက်ပြီးဓမြတိုက်တာကြောင့်ဆိုင်လုံးကျုံရဲ့ဝင်ထက်တယောက်သေဆုံးကရွှေတွေယူတော့တာလို့မြို့ခံတွေကပြောပါတယ်။အမတွေးလိုက်လာဒီဘက်မှာအဖြူနဲ့တယောက်ကခွက်ခွက်ခွက်နဲ့ထိုးနေတာခင်ဗျာ။အဲ့လိုကြောင့်ရေနော်ဟိုဘက်ကအမျိုးသမီးကတက်တက်ဒီဘက်ကဟာနော်ပြောတော့ เนาะ safety equipment လေးတွေ ਨੇ တော့စဉ်းစားပါဗျ။เนาะ ਨੇ စဉ်းစားပါ။ကြံတဲ့ချွေးသားနေခင်ဗျားတို့မြက်ပါတယ်ဗျာ။မမြက်လည်းမရောင်းနေနဲ့ဗျာ။ဟုတ်တယ်။စိတ်ကနေပေါက်လာကြီး။ကြတော့เนาะဒီမှာတစ်ချက်ထပ်နားထောင်ကြည့်လောက်။အဲပြင်းဦးလင်ချွေးသားနေ။ပြင်းဦးလင်ချွေးဆိုင်ဓမြတက်ခံရမှုမှာတရခါအဝိုင်းဖန်ပေးဟစ်ဒီအမျိုးသမီးများချီးမွမ်းခံနေရ။ မန္တလေးတိုင်းပြည်ဥလွင်မြို့မှာရှိတဲ့ရွှေဆိုင်ဒီဇိုင်းကိုနိုဝင်ဘာလ12ရက်နေ့နက်ပိုင်းကအမျိုးသားနှစ်ဦးဓမြဝင်တိုက်သည့်ဖြစ်စဉ်မှာခုခံကာကွယ်ဒီဇိုင်းလုံးယုံရေးဝန်ထမ်းတွေဦးတည်ဆုံခဲ့ပြီးကျူးလွန်သူတို့ဦးကိုတော့ဖမ်းဆီးရမိထားကြောင်းဒေသခံဒီစီကသိရပါဗျာ။ CCTV မှတ်တမ်းတွေအရထော်မျိုးသမီးနှုတ်ဟာဓမြတိုက်ပြီးဆိုင်ငယ်နဲ့ထွက်ပြေးရန်ပြင်ဆင်နေစဉ်မှာ၎င်းရဲ့ဆိုင်ငယ်ရှိကနေအမျိုးသမီးတဦးကချက်ဦးကတ်နဲ့ပစ်ပေါက်ခဲ့ပြီးနောက်မှအမျိုးသမီးများကလည်းဝိုင်းဝန်းဖန်ဆီးပေးခဲ့ကြတဲ့အတွက်လူသက်တရားခံတယောက်ကိုဖမ်းမိခဲ့ပြီးတဦးမှာတော့ထွက်ပြေးလွတ်မြောက်သွားခဲ့တာလည်းဖြစ်ပါတယ်။အခုဖမ်းမိထားတဲ့သူကမန္တလေးမှာကြောက်ရောင်ဝယ်လွတ်တဲ့သူလို့သိရပါတယ်။အသက်က20ကျော်30လောက်ရှိပြီးပါသွားတဲ့ရွှေတွေကအဲ့လွတ်နေတဲ့သူစီမှာပါသွားတာလို့သတင်းတွေလည်းထွက်နေပါတယ်။ အဆိုပါဓမြတိုင်းမှုမှာကိုချိုးမငယ်ပဲဝိုင်းဝန်းပြီးတရားခံဖမ်းပေးကြတဲ့ဒေသခံအမျိုးသမီးများကိုတော့လူမှုကွန်ရက်ပေါ်မှာချီးမောမှုတွေရှိနေတာလည်းဖြစ်ပါတယ်ကဲအကြတော့ဟမ်အမအဲ့အဖြူနဲ့ကောင်ပြစ်တာနော်အဲ့အဖြူနဲ့ကောင်ပြစ်တာနော်ခမရဟိုမှာချိန်မှာပြန်ကြည့်လိုက်အဖြူနဲ့ကောင်ပြစ်တာအဲ့အဖြူနဲ့ကောင်ပြစ်တာ ။ဘောင်းတော့ဟိုဘက်မှာနှစ်ပန်းလုံးနေအင်ဂျီပြားနေလေဒီဘက်ကအဖြူနဲ့ကောင်းအောင်အောင်ဖြစ်တာခင်ဗျာ။နော်ဝင်ထိုးတာကူကအပြင်မှာလည်းအမကြောက်ကတ်နေအမလမ်းပစ်ပေါက်တာတွေဘာညာကွီးကွားယူနေအောင်မြင်နေတိုင်းပဲ။ကြောက်ကျွန်တော်တို့ကေစီတောက်တော့ပြောခဲ့တယ်ဟုတ်တယ်ရပြောတယ်ကျွန်တော်ဟိုမော်လမြိုင်တို့ရန်ကုန်တို့မှာဖြစ်နေတဲ့ကေစီပါပြောခဲ့တယ်စီလုံးမို့လုံနေပြီစီလုံးမို့လုံနေပြီပြည်သူကပြည်သူကိုကာကွယ်ရတော့မှာကွာဘာလို့လုံချုံရေးတွေမကာကွယ်ပေးနိုင်တော့ဘူးခင်ဗျလုံချုံရေးမကူညီပြရသေးဆိုတဲ့အရာရဲ့နောက်မှပဲဖြစ်မှာဘာလို့သူတို့ရှိသူတို့ရှိမှတောင်ခွာ အင်အားတော်တော်နည်းနေရခင်ဗျအဲ့ဒါတော့ခင်ဗျားတို့လက်ခံရမှာအကြောတော့ကျွန်တော်ပြည်သူကြီးစီးလောမှာဘာလို့ကိုယ့်ရဲ့အနီးဝန်းကျင်တော့ကိုယ်သွေမျိုးပုံစံနဲ့နေရတော့မှာတယောက်နဲ့တယောက်ရိုင်းမင်းကူကြီးတခိုးကြီးတခိုးကြီးဂျဘိုးဂျဘိုးကြီးဓမိုင်းဓမိုင်းအဲ့ဒါကြီးမှာကိုယ်တွေဘလို့ပြင်ဆင်မုန်းကျွန်တော်တို့အဲ့ဒါကြီးတွေးရတော့မှာကိုယ်ရဲရလုံချိုကြီးကိုယ့်ဟာကိုပြန်လဲတိဆောက်ရတော့မှာခင်ဗျာဟာမစီးလုံးဆိုလို့တော့ခင်ဗျာဒီလိုအချောင်းနေချောင်းသားရရှိမှာပဲခင်ဗျာခုချိန်นี้ကျွန်တော်ဆိုလို့ချင်အဲ့တခုခုဆိုတာခင်ဗျာနော် ြည်ပေးတယ်ငဲ့ပေးတယ်ခင်ဗျာအာတချို့ညာကြတော့ဟာကိုနဲ့မဆိုင်ဘူးကိုနဲ့မဆိုင်ဘူးသွားမချုံနဲ့တော့မချုံနဲ့အဲအဲ့လိုကိုနဲ့မဆိုင်ဘူးမဆိုင်ဘူးလို့ရဒီလိုခွေးတောင်းကားရများလာမှာအရှောင်းနေချောင်းကားရများလာမှာခင်ဗျာအခုပြန်မကြည့်လေရမှာမျိုးသမီးတွေကြီးဖန်တော့ဟောလို့ရိုက်တယ်ရိုက်တယ်ရိုက်တဲ့တော့ကလည်းဘာထုံးနဲ့ရိုက်နေရောတော့မသိဘူးအမဟမ်အဲ့လိုရိုက်နေပုံနဲ့ပြရမှာလေဗျာနော်အကြတော့နည်းနည်းလေးပေါ့နော်အကြတော့ဟို လူတန်းကဒီရှင်းသုံးပြတာကိုကမြညာနဲ့ပတ်သက်ပြီးနည်းနည်းပါပါလောက်တော့နည်းနည်းပါပါလောက်တော့ဟိုဂူအခြေအနေရဗျာမလုံးဂျုံတဲ့အခြေအနေဒါပွင့်လဲဆိုရင်ဒါတော့ကျွန်တော်လက်ခံတယ်မလုံးဂျုံတဲ့အခြေအနေခင်ဗျာစိုက်ကယ်စီးလည်းမလုံးဂျုံဘယ်နည်းနည်းမောင်းပြီးဆိုမလုံးဂျုံတော့ဒါမလုံးဂျုံတဲ့အခြေအနေမှာနည်းနည်းပါပါတော့နည်းတော်တော်လက်လက်ဖျက်ဖျက်လက်လက်လေးဖြစ်အောင်နည်းနည်းပါပါဟိုနော်အဲဒါဒါမျိုးလေးနည်းနည်းပါပါလောက်တော့တိမှရမယ်ခင်ဗျာ မရဘူးမရဘူးခင်ဗျာတကယ်ပြည့်နေကျွန်တော်ကြီးပါဆိုလဲလူရရက်တာရှိနေပါပဲလေခင်ဗျာဟမ်ဆိုင်ငယ်ရိုက်လူသွားပြန်ပြီဆိုင်ငယ်ခိုးသွားပြန်ပြီနော်အကြတော့ဒီမှာနော်အဲ့အဖြူနဲ့ကောင်နော်အဖြူနဲ့ကောင်ကဖြစ်တာဖြစ်တော့အမထိုးကျိတဲ့အချိန်မှာအဖြူနဲ့ကောင်ပြစ်ခဲ့တာလို့မျိုးရင်းဝန်တော်ကနော်အကြတော့တချို့ရာချို့ရာမှာနော် ဟိုလုံချုံရင်ကိုအစ်င့်မြင့်ပါကျွန်တော်တော့ကြောက်ပြောနေလုံချုံရင်ကိုအစ်င့်မြင့်အခုဖြစ်သွားတဲ့အာပေါ်မှာလဲရွှေတန်ကကိုဝင်တန်းပေါ်တိတက်ပေါ်ဗျာဒါပဲရှိတာပဲကျွန်တော်တို့ဖြစ်ပြီးသွားမှတော့မပြောဘာလို့လဲသူကတာဝန်ကျင်ဖြစ်တဲ့အတွက်ကျွန်တော်တို့မပြောလို့တာဝန်ထမ်းဆောင်တာတာဝန်ကျင်မှာတာဝန်ထမ်းဆောင်တော့ तू လက်ရှိပတနတ်တမားဆိုမဲ့ तू လက်ရှိပလာနဲ့ထိုးတာနော်ခင်ဗျာလက်ရှိပလာနဲ့ထိုးတာခင်ဗျာရှိကျူးတယ်ဒါပေမဲ့ဆိုင်ကျင်ဘက်ကတော့တိတက်တင်တယ်လို့တော့ကျွန်တော်တို့က မြင်တယ်ဗျာနော်တိတက်တင်တယ်လို့မြင်တယ်နောက်ပြီးတော့ပူပေါင်းဆောင်ရွက်မှုလုံးနေပါပြီပြည်သူတွေပူပေါင်းဆောင်ရွက်မှုလုံးနေပါပြီဘာလို့ဒါအချောင်းနေချောင်းသားတွေဗျာဒါအချောင်းနေချောင်းသားရယ်နော်ဒါတော့ကိုရိုက်ပါလုံချုံရင်ကိုအနီးပတ်ဝန်းကျင်လုံချုံရင်ကိုအိမ်နဲ့ပတ်ဝန်းကျင်အိမ်နီးနာချင်းနေနဲ့အကုန်တည်ဆောက်အောင်ပါနော်အကြောပတ်ဝန်းကျင်ကလည်းလူလိုသိတဲ့လူတွေရှိဖို့လိုတယ်လူလိုသိတဲ့လူလိုရှိဖို့လိုတယ်လူလိုမသိတဲ့လူတွေနဲ့ကတော့ထားလိုက်ပေါ်ပြမတတ်နိုင်ဘူးနော် အသေးသာသိရမလားခင်ဗျားတို့သိပြီးသားအဲလူလုံးမသိတဲ့ကောင်တွေကဘယ်ကောင်တွေရောခင်ဗျားအသေးသာဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့နော်အဲ့ဒီလောက်ကောင်တွေကမရဘူးအခုချိန်ထိမစည်းလုံးသေးဘူးအခုချိန်ထိလည်းမစည်းလုံးသူတို့ဖြစ်မှသူတို့ကခံမှထားလိုက်နော်အဲ့ဒါတော့ဘယ်သူတွေတော့ခင်ဗျားတို့သိဆုံးပဲနော်အသေးသာသေးသာဟာဒီနေ့ဒီချိန်ဒီကိုအောင်မယ်ပဲလုံနေတော့ကောင်တွေနော်ကိုယ်တိုင်ကြောက်ဘာဆောက်ဖြစ်မှမရှိဘူးခင်ဗျာမြောက်ဝေးရပြူပေးတယ်ခင်ဗျာပသူချုပ်နေလက်တီဘုံပြတယ်ခင်ဗျာအဲ့လောက်ကောင်နေနေအနေနဲ့ဖြစ်ရင်တော့ကိုယ်ကိုကာဝယ်ဖို့ပဲစဉ်းစားပတ်ဝန်းကျင်စောင့်နေနေ เนาะအဲ့လိုကောင်းနေရမပါဘူးမြန်เนาะကြောင်မြင်သာမယ်လို့တော့ထင်ပါတ